တို့ဒရိုင်းတစ်ခုတည်းကတောက်ရောက်တိုက်ခိုက်တဲ့ဒီ drone တွေကိုသူတို့ရဲ့ jamming system တွေက jamming system တွေက GPS အမှားတွေလွှင့်ထုတ်ပြီးတော့ဒီ drone ကိုပဲကျွန်တော်တို့ရှိရတောက်ရောက်တိုက်ခိုက်တဲ့ drone ကိုပဲသူတို့ရှိဘူးပဲစဉ်သက်နိုင်အောင်ချိန်ဤပညာနဲ့ coordinate ခါးရေးဆွဲသွင်းပြီးတော့ဒီ drone ကိုကောင်းကင်ရဲ့ drone ကိုသူတို့ရှိဘူးစဉ်သက်အောင်လို့ဒီသူတို့ကဤပညာရပြန်ပြူလာခဲ့တာတွေ့ရပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီ online နေပယ်မှာပအဝင်တိုက်ခိုက်နေတဲ့ online ပြည်ကောင်းတွေဟာလည်းပဲ jamming တွေလည်းပဲဤပညာညံ့နေသူတွေမဟုတ်ပါဘူးဒီပညာရဆော့ဝဲပိုင်းဆိုင်ရာအရာကိုဒင်းရေးသားမှုဆိုင်ပိုင်းဆိုင်ရာကျွန်တော်တို့ရှိမှလည်းပဲထူးချွန်ထက်မြက်တဲ့လူတွေအများကြီးရှိပါတယ် ျွန်တော်အခုကျွန်တော်မနေ့ကရောက်ခဲ့တဲ့တိုက်ခိုက်ရေးတပ်တစ်ခုပေါ့ဒါဆိုရင်ရေပြင်မှာအရေးကြီးတဲ့နော် heartland ဖြစ်တဲ့လုံသားနေမြေဖြစ်တဲ့နေရာတွေကိုတိုက်ခိုက်နိုင်ဖို့ထိမီတာဒီကီလိုမီတာခုနှစ်ရှစ်လောက်ထိကိုချိကနိုင်ပြီဖြစ်တဲ့ဂျုံတပ်ဖွဲ့တစ်ခုရှိကျွန်တော်လုံးဝ signal loss ဖြစ်သွားတယ်ဆိုရင်တော့ဆက်လက်ထိန်းချုပ်နိုင်အောင်ဒီလူငယ်တွေဘက်ကကြွမ်းကျင်နေတဲ့အနေအထားကိုကျွန်တော်တွေ့ရှိခဲ့ရပါတယ်။ဒါပေမဲ့တို့မှာခက်ခဲရှိနေတာကဒီစနစ်တွေကို moment တက်ဆင်ပြီးတော့ခုတ်နဲ့တစ်ခါတည်းအမိပေးပြီးတော့ဒီ kamikaze လိုအပ်တဲ့စကန်လိုအပ်တဲ့တိုက်လီရင်ရှိတဲ့နေရာကိုတောက်ရောက်တိုက်ခိုက်နိုင်ဖို့အတွက်သွားဂျုံတွေလိုနေတာတွေ့ရပါတယ်။ ဆိုတော့တို့ရဲ့မျက်နှာရခံချက်အရကျွန်တော်တို့နဲ့လက်တွဲပြီးတော့ဒီ Kamikaze Drone เนาะကျွန်တော်မိုင်တင်သွင်းဖို့ကျွန်တော်တို့ကြိုးစားကြပါတယ်အဲ့တော့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်နည်းပညာမြင့်ဂျမ်ဘာတွေကိုကြော်လွားနိုင်တဲ့လူငယ်နည်းပညာရှင်ပေါ်ထွက်လာပြီဖြစ်ကြောင်းပိုကြီးနေမျိုးစဉ်ပြောလာတဲ့ရုပ်တံနဲ့အတူ NUG PDF အပါဝင်အဖွဲ့တိုင်းနဲ့ဆွေးနွေးမိဟုစစ်ကောင်စီငင်းကောဥက္ကဋ္ဌပြောလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUGE ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အပါအဝင်အဖွဲ့တိုင်းနှင့်ဆွေးနွေးမိဖြစ်ကြောင်းစစ်ကောင်စီ၏အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပြောသည်ပြီးခဲ့သည့်မလ24ရက်မှ26ရက်နေ့အထိနေပြည်တော်တွင်ပြုလုပ်ခဲ့သည့်2025ငြိမ်းချမ်းရေးဆွေးနွေးပွဲနောက်ဆုံးနေ့တွင် ်လင်းကအထက်ပါအတိုင်းထဲသွင်းပြောကြားခဲ့သည့်အကြောင်းဆွေးနွေးပွဲတွင်ပါဝင်တက်ရောက်ခဲ့သူတဦးကပြန်လည်ပြောပြခြင်းဖြစ်သည့်မြည်သည့်အဖွဲမဆိုးဘဲအဖွဲဖြစ်ဖြစ်ဆွေးနွေးမယ်ကြိုတင်သတ်မှတ်ချက်မထားကြနဲ့လာတာလာခဲ့တကယ်လို့ရှိရင်လည်းအဲ့ဒါကိုစဆွေးနွေးမယ်နေရာမရွေးဘူးဆွေးနွေးဖို့အသင့်ရှိတယ်ဟုစစ်ကောင်စီငင်းကဥက္ကဋ္ဌကပြောသည့်သို့တော့ အန်ယူဂျီဘက်ကမူအယုံကြည်မရှိဖြစ်နေပြီးဆွေးနွေးလို့စိတ်မရှိဖြစ်နေသည်ဟုအဆိုပါပွဲတက်ရောက်ခဲ့သူကပြောသည်ထိုအကြောင်းနှင့်ပတ်သက်၍အန်ယူဂျီဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူကိုနေဖုံးလက်ကကျွန်တော်တို့ဒေါ်လန်ရေးအင်အားစုတွေအနေနဲ့ကနိုင်ငံရေးဥတီချက်6ရက်ရှိပြီးသားဖြစ်တဲ့အဲ့ဒီဟာကကန့်သက်ချက်တွေဘာတွေပြောနေစရာမလိုဘူးကျွန်တော်တို့နိုင်ငံနဲ့ပြည်သူလူထုအတွက် အထူးသဖြင့်ကျွန်တော်တို့နိုင်ငံမှာအခုလိုမျိုးစစ်တပ်ကခဏခဏအာဏာသိမ်းပြီးပြည်သူကိုနှိပ်စက်မှုပြုနေတဲ့အစိုးတန်တရားလဲနေတာကိုရပ်တန့်ဖို့အင်မတန်မှအရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။ဒီအချက်တွေကတကယ်အခြေခံမဖြစ်မနေတိုင်းပြည်ကိုခေပြောင်းစနစ်ပြောင်းလုပ်မယ်ဆိုရင်တော့ဒီအချက်တွေနဲ့ကိုက်ညီမှဖြစ်မယ်ဆိုတဲ့သဘောနဲ့ဥတီချက်6ရက်ကိုအတိလင်းကြေညာထားတာဖြစ်တယ်။ဒီအချက်တွေပေါ်မှာအခြေခံပြီးမှသာလျှင်စကားပြောမယ်ဆိုတဲ့ကိစ္စရပ်တွေကဖြစ်ဖို့ရှိပါမယ်ဟုပြောသည်။ ော်လံပြည်သူပေါင်းတို့ခင်ဗျာကျွန်တော်တို့လက်ရှိအခြေအနေရဲ့တမန်ရည်ချင်းကျွန်တော်တမတော်ရာရှီလောင်းတယောက်အနေနဲ့မြေပြင်မှာထိတွေ့တိမြင့်ချက်အရပြည်သူတွေကိုအစီရင်ခံတင်ပြเสียရှိပါတယ်ဒါလက်ရှိဖြစ်နေတဲ့မေအွန်လိုင်းဦးဆောင်တဲ့ဂျပန်စစ်ကောင်စီဖက်စစ်အုပ်စုရဲ့အာဓမအနာသိပြီးနိုင်ငံကိုဖျက်ဆီးနေတဲ့ဖြစ်စဉ်ဟာကျွန်တော်တို့နိုင်ငံကဆက်အနာရှင်စနစ်တစ်ခုအသက်သွင်းမှုကြိုးပမ်းလို့တဲ့ လူအတ္တလောဘသမားတွေရဲ့ဆောင်ရွက်ချက်တစ်ခုတည်းကြောက်လည်းမဟုတ်ပါဘူးပြီးတော့စစ်တပ်ကိုဒီဖက်ဆစ်စနစ်တွတ်သွင်းပြီးတော့ဒရောတော်ဘာအာနာယုတမှုနဲ့ကိုကျိုးစီပွားရှာစားရန်စစ်ဘုဂျိုတစုဥဆောင်ပြီးပြည်သူနဲ့တိုင်းသားတရားလုံးကိုဖိနစ်နိုင်ကျင့်မယ်ဆိုတဲ့စနစ်တစ်ခုတည်းကြောက်လည်းမဟုတ်ပါဘူးပထမနိုင်ငံရေးအရကျွန်တော်နိုင်ငံရဲ့တရှိနေတဲ့အင်အားကဘာအင်အားကြီးနိုင်ငံတစ်ခုကြားတဲ့ကပြည်သူ့မုတ်တရားထပ်ပေါက်နဲ့တရားစတာဘောကြွယ်ဝမှုပေါ်အခြေတည်ပြီး ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားထဲကတယန်ဇာတဝေစုလူလာရဲ့စူပါပါဝါရရှိဖို့ပြင်ဆင်လာတဲ့ဒီ CES alone အပွဲတွေကြောင့်ကျွန်တော်တို့နိုင်ငံဟာအတုံးချခံရဖြစ်အင်အားကြီးနိုင်ငံတွေရဲ့စီးရင်နိုင်ငံကြီးကစားမှုခြေရှုံးမှုအောက်မှာပြည်သူတရားလုံးခါးစီးပြီးခံရတာလည်းဖြစ်ပါတယ်ဆိုတော့အခုဖြစ်ပေါ်နေတဲ့စီးရင်ရှင်ပြန်တက်ခတ်မှုမှာအကြမ်းဖက်ဖက်စစ်စစ်ကောင်စီလို့ခေါ်တဲ့မြမတက်မတော်ကို အတင်းတမတတန်တူတတကြောအရွယ်လွန်စစ်ဘူချုပ်မင်းအောင်လိုင်ဥဆောင်တဲ့စစ်တဟာကဘာအဆင့်30ကျော်အဆင့်ဖြစ်သတ်မှတ်ထားခံရပြီးကြီးရီလီခိမီစေရန်နေရာတွေတက်ဆင်ထားတဲ့စစ်တပ်ဖြစ်ပါတယ်သူနောက်ကနေပြီးတော့အခုချိန်မှာယူကရိန်းကိုကျူးကျော်သိမ်းပိုက်ဖို့ကြိုးစားနေတဲ့ရုရှားနဲ့ကမ္ဘာမိတ်ဆာနိုင်ငံတွေဖြစ် ယူဆထားတဲ့မြောက်ကိုရီးယားဘယ်လာရုစ်စတဲ့ နိုင်ငံတွေအပြင်ကျွန်တော်တို့ရဲ့အင်ဂျီချင်း ARG တရုတ်ကွန်မြူနတီအစိုးရမှာဖက်စစ်မရောက်လာရင် နောက်ကနေပြီးတော့ပြပြသားသားတဖို့မတိမတားတဖို့ဝန်ထောက်ပတ်ရည်တည်နေတဲ့ဤပညာထောက်ကူမှုတွေကိုရရှိထားတဲ့ခင်မီစစ်တပ်ကြီးတွေဖြစ်ပါတယ်ဒီကြီးရလေစုဖွဲ့ထားပြီး290ကျော်ကြာစနစ်တကျတင်ကြားလေးကျင့်စုဖွဲ့လာခဲ့တဲ့စစ်တပ်ကြီးကိုအခု2021အလောဘူးတော်လိုင်းရေကာလရောက်မှာ ဒေါ်လိုင်းတက်ဖွဲ့တွေကပေါင်းစုအင်အားနဲ့ရတသမျှစုဖွဲ့လေ့ကျင့်ပြီးခုခံတွန်းလှန်စစ်တိုက်ခိုက်လာကြတာအခုဆိုရင်မြန်မာတနင်္ဂနွေလုံးရဲ့ area 60 80ရာခိုင်နှုန်းခန့်ကိုဒေါ်လိုင်းတက်ဖွဲ့တွေကတိမ့်ပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီးတော့ဖက်စစ်ကောင်စီအနေနဲ့ area 30 40ဝန်းကျင်လောက်ပဲထိန်းချုပ်နိုင်တယ်လို့ယူဆရနိုင်ဖွယ်ရှိအောင်တောင်ပိုင်းဘက်ကစီရေးရရေးတာလာတဲ့အနေအထားဖြစ်ပါတယ်ဒါပေမဲ့အခုချိန်မှာကျွန်တော်တို့ဘက်ကပြည်သူတရားလုံးရဲ့ထောက်ခံမှုအင်အားနဲ့ ီသူရီရဲ့သားရင်းနှင်းတဲချလိုက်နဲ့ဖွဲ့စည်းထားတဲ့တော်လိုင်းရေးသူရဲကောင်းတွေ PDF အပါဝင် ERO တက်ဆိုင်ရာဒေသကတော်လိုင်းတက်ဖွဲ့သူရဲကောင်းတွေဟာအသက်ဘဝခန္ဓာအားလုံးကိုရင်းပြီးတော့ရင်း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 ခုခံတိုက်ခိုက်နိုင်စွမ်းရှိကြတော်လည်းပဲဤပညာနဲ့ရှင်လာခဲ့ရင်တော့ကျွန်တော်တို့မှာအများကြီးကြိုးစားဖို့လိုပါသေးတယ်ဒုတိယတော့လေကြောင်းစိုးမှုမှုနဲ့လေကြောင်းခုခံကာကွယ် Air Defense System တွေကျွန်တော်တို့တော်လိုင်းဘက်ကအများကြီးမြင့်တင်ဖို့လိုပါသေးတယ်ကျွန်တော်တို့မှာလေပြည့်လက်နက်လုံးလောက်မရှိသေးဘူး ဒါကြောင့်လည်းပဲနေ့စဉ်ဒီပါအခုငလင်လှုပ်ပြီးတဲ့နောက်ဘလောက်ပဲအပြစ်ခက်ရက်ဆဲတဲ့ကြီးညာထားတဲ့စူစီကမူအာဆီယံကိုနလက်ပလက်လှုပ်ပြီးတော့အပြစ်ခက်ရက်ဆဲတဲ့ဆိုလိန်လေလက်ဖြားစီကမူပြီးပြင်းနေရာအနှံ့မှာကျွန်တော်တို့ဒေါ်လိုင်းဒီဒေတာအေရီယာတွေနှံ့မှာဖြားပြင်းတဲ့ဘုံနေနဲ့အဆစ်ကောင်စီဟာတော့ဆော့ဆိုဘလို့ကျဲချတိုက်ခတ်နေစေဖြစ်ပါတယ်ထပ်မံပြီးတော့ဒရုန်းပါဝင်ဒီဘုံနေနဲ့ကျဲချမှုကိုလည်းပုံမူစူးစမ်းဆောင်ရွက်လာပါ အဲ့တော့ကျွန်တော်တို့တော်လိုင်းဘက်ကလည်းပဲဒုံးကြီးပညာကိုအသုံးပြုရဲဆိုပေမဲ့လက်ရှိစစ်ကောင်စီဘက်ကိုပံပိုးရောက်ရှိလာတဲ့တရုတ်ဒီရုရှားဒီပညာမြင့်တဲ့ဘက်ကပံပိုးလာတဲ့ဂျမ်ဘာစင်စတန်နေနဲ့အပေါ်မှာတိုးမြင့်လာတဲ့သူတို့ရဲ့စွမ်းရည်တွေကြောင့်တော်လိုင်းတပ်ဖွဲ့ကဒရုန်းတွေထိခိုက်နစ်နာနေတဲ့ဆွဲကြောင်းအခုရက်ပိုင်းမှာခက်စစ်တွေကြားရပါလိမ့်မယ်။အဲ့ဒီမှာသူတို့ရဲ့အသုံးပြုတဲ့ဒီပညာကြောင့်ဒီ GPS signal ကို spoof လုပ်တဲ့လှည့်စားတဲ့သူတို့ရဲ့အချက်ပြထုတ်လွှင့်မှားယွင်းတဲ့ အချက်ပြတွေထုတ်လွှင့်ပြီးတော့ဒီ drone တွေကိုလှည့်စားတဲ့ဤပညာကြောင့်အခုငလင်ကယ်ဆယ်ရေးရောက်ရှိလာတဲ့အိန္ဒိယလေတပ်ကကယ်ဆယ်ကူညီတမားတွေထုတ်ပြန်တာဖတ်ဖတ်မိရပါလိမ့်မယ်။သူက GPS signal တွေကိုမှားယွင်းပြီးထုတ်လွှင့်စေတာဖြစ်တယ်။အဲ့တော့လေရင်ဆင်းသက်လာမဲ့လေရင်တွေရရှိတဲ့ GPS signal တွေမှားယွင်းတဲ့အကြောင်းကွင်းစင်မှားအောင်လေကြောင်းအရာအခက်အခဲဖြစ်အောင်စစ်ကောင်စီဟာလေရင်ကွင်းတွေအရေးကြီးတဲ့လေရင်ကွင်းတွေမှာဒီစနစ်တွေကိုတပ်ဆင်ထားတာတွေ့ရပါလိမ့်မယ်။တွေ့တော့မဖြစ်လဲဆိုတော့ ျွန်တော်တို့ဒလိုင်းတက်ဖွဲ့တွေကတောက်တိုက်ခိုက်တဲ့ဒီ drone တွေကိုသူတို့ရဲ့ jamming system တွေက jammer system တွေက GPS အမှားတွေလွင့်ထုတ်ပြီးတော့ဒီ drone ကိုပဲကျွန်တော်တို့ရှိရာတောက်တိုက်ခိုက်တဲ့ drone ကိုပဲသူတို့ရှိကိုပဲစဉ်သက်နိုင်အောင်အထိနီးပညာနဲ့ခုတ်ရင်းတစ်ခါရေးဆွဲသွင်းပြီးတော့ဒီ drone ကိုကောင်းကင်က drone ကိုသူတို့ရှိကိုစဉ်သက်အောင်လုပ်အထိသူတို့ဟာနီးပညာရဖွံ့ဖြိုးလာခဲ့တာတွေ့ရပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ ဒီတော်လိုင်းနေပယ်မှာပါဝင်တိုက်ခိုက်နေတဲ့တော်လိုင်းသူရဲကောင်းတွေဟာလည်းပဲဂျန်စီရီယာလည်းပဲဤပညာညံ့တဲ့သူတွေမဟုတ်ပါဘူးဤပညာရဆော့ဖ်ဝဲပိုင်းဆိုင်ရာအရာခုတ်တင်ရေးသားမှုဆိုင်ပိုင်းဆိုင်ရာကျွန်တော်တို့ရှိမှလည်းပဲထူးချွန်ထက်မြက်တဲ့လူတွေလည်းအများကြီးရှိပါတယ်ဆိုတော့အခုကျွန်တော်မနေ့ကရောက်ခဲ့တဲ့တိုက်ခိုက်ရေးတပ်တစ်ခုပေါ့ဒါဆိုရင်မြေပြင်မှာအရေးကြီးတဲ့နော် Heartland ဖြစ်တဲ့နှလုံးသားနယ်မြေဖြစ်တဲ့နေရာတွေကိုတိုက်ခိုက်နိုင်မှုအထိမီတာဒီကီလိုမီတာခွနစ် ချစ်လောက်ထိကိုကြီးကပ်နိုင်ပြီဖြစ်တဲ့ဂျုံတက်ဖွဲ့တစ်ခုရှိကျွန်တော်မနေ့ကရောက်ခဲ့ပါတယ်။ရောက်တော့တို့ရှိရ presentation ကိုကျွန်တော်ကောင်းကောင်းကြည့်ရှုခဲ့ရပါတယ်။တို့ဘလောက်ထိဒီ remote control နဲ့ဂျုံကိုမောင်းနေထိမ့်သိမ့်နဲ့အဆင့်ဟုတ်တော့ remote control ကတော့ချောမှာအသွားစနစ်အပြန်ကိုလှည့်ပြားတဲ့စနစ်တခါအမိန်ပေးပြီးတော့ command နဲ့ပြန်တဲ့စနစ်နဲ့အဲ့ဒီဟာတွေကိုလည်းစစ်ကောင်စီကကောင်းကောင်းကြော်လွားထိန်းချုပ်နိုင်နေပြီဖြစ်တယ်။အဲ့တော့အခုအဲ့လူငယ်တွေကဘလို့တိုက်ခိုက်လာလဲတခါလေးပဲကွန်ပျူတာခုတ်ကတခါလေးရေးပြီးတော့ drone ကို ကွန်ပျူတာခုတ်နေတခါအမိန်ပေးပြီးတော့သူကသွားတယ်စနစ်ဖြစ်ပါတယ်ဆိုတော့ jump jumper system တွေကိုကျွန်တော်တို့ဘက်ကကြော်လွားနိုင်နိုင်တဲ့အနေအထားကိုရောက်နေပါပြီဆိုတော့ jumper ဘလောက်ပဲခန်းနာခန်းနာအရေးကြီးတဲ့တိုက်ခိုက်မှုဥပမာဆိုရင်လေရင်ခွင်းဖြစ်စေအရေးကြီးတဲ့အဆောက်အအုံဖြစ်စေဘလောက်ကြီးပဲခုခံ jumper system နဲ့နောက်ဆုံးသူတို့လှည့်ဖြားတဲ့ GPS အတုပေါ့စောစော GPS signal တွေ signal တွေကို spoof လုပ်တဲ့စနစ်တွေနဲ့ဘလောက်လှည့်ဖြားထားပါစေဒါကိုကြော်လွားနိုင်အောင်ခုတ်နေတခါတည်း လုံးဝ signal loss ဖြစ်သွားတယ်ဆိုရင်တော့မှဆက်လက်ထိန်းချုပ်နိုင်အောင်ဒီလူငယ်တွေဘက်ကကြွမ်းကျင်နေတဲ့အနေအထားကိုကျွန်တော်တွေ့ရှိခဲ့ရပါတယ်။ဒါပေမဲ့သူတို့ကခက်ခဲရှိနေတာကဒီစနစ်တွေကို moment တတ်ဆင်ပြီးတော့ခုတ်နဲ့တစ်ခါတည်းအမိန်ပေးပြီးတော့ဒီကမီကာစီလိုအပ်တဲ့စကန်လိုအပ်တဲ့တိုက်လီရင်ရှိတဲ့နေရာကိုတွားရောက်တိုက်ခတ်နိုင်ဖို့အတွက်သူက drone တွေလိုနေတာတွေ့ရပါတယ်။အစတော့သူတို့ရဲ့မြေတားရဲခန့်ကျဲရကျွန်တော်အဲသူတို့နဲ့လက်တွဲပြီးတော့ဒီကမီကာစီ drone နော်ကျွန်တော်မှာယူတင်သွင်းဖို့ကျွန်တော်တို့စူးစမ်းခြင်းပါတယ် တော့မိတ်ဆွေတွေအနေနဲ့ထိုင်းနိုင်ငံကအထူးသဖြင့်ပေါ့နိုင်ငံတကာရောမိတ်ဆွေတွေအနေနဲ့ကျွန်တော်ရှိကိုဒီ drone တွေအတွက်ဗမိုးကူညီပေးဖို့မျှတာရပ်ခံချင်ပါတယ် drone စီးကိုဒီ moment တက်စင်တဲ့ပစ္စည်းတွေမပါပေါ့နော်ခါမီကာစီ drone ကြီးပဲတည်သက်ကျွန်တော်တို့တက်စင်ထုတ်လို့မယ်ဆိုရင်ဘတ်တောင်းခွဲလောက်ကျတယ်ကျွန်တော်တည်ရပါတယ်ဘတ်တောင်းခွဲဆိုတော့မြန်မာငွေအပြည့်18သိန်းလောက်တော့ရှိမလို့ထင်ပါတယ်ဆိုတော့အဘတ်တောင်းခွဲဒစည်းစာဆိုရင်ကျွန်တော်တို့ဘက်ကထပ်မံမွမ်းမံပြင်ဆင်လာလဲဆိုတော့ဘတ်3000 4000လောက်တော့ကျမှာပေါ့ ဆိုတော့ဘတ်1000ခွဲ1000ခွဲအလူရှင်တွေမိတ်ဆွေတွေကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်တို့မြေပြင်မှာပုံမတွုံးမြင့်တဲ့အစီအစဉ်တွေနဲ့တိုက်ခိုက်ဖို့စုဖွဲ့ဖို့ကျွန်တော်တို့ဆောင်ရွက်သွားပါမယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်မြေပြင်မှာရှိနေပါတယ်ကျေးဇူးတင်ပါတယ်